လာဘူးဘူးရုပ်တွေမှာနတ်ဆိုးဝင်နေတာလားဒါမှမဟုတ်လူတွေကလာဘူးဘူးရဲ့အကြောင်းတွေကိုအေးတီယူလုံနေရတဲ့အထိပြောဆိုနေရတာဘာကြောင့်လဲအွန်လိုင်းမှာဒီရုပ်တွေအကြောင်းတွေကိုလိုက်ရှာကြည့်မယ်ဆိုရင်လေလူတွေတော်တော်များများ ပြောဆိုနေရတာတွေကိုတွေ့ရပါတယ် TikTok, Facebook, YouTube လို့ social media app တွေမှာဒီရုပ်တွေကြောင့်ထူးဆန်းတဲ့တဘာဝလွန်ကိစ္စရပ်တွေဖြစ်ပေါ်နေတယ်လို့ပြောကြတော့ဒီကြောင်းကပိုပြီးခက်စားလာပါတယ်။ဒီရုပ်တွေဟာလူတွေလမ်းလျှောက်နေတဲ့အခါလိုက်ကြည့်နေတယ်လို့ပြောကြတဲ့အပြင်အခန်းထဲမှာဒီရုပ်တွေရှိနေရင်လည်းထိတ်လန့်စရာကောင်းတဲ့ခံစားမှုကိုခံစားရတယ်။စိတ်လှုပ်ရှားမှုတွေမြင့်တက်လာတယ်လို့လူတွေကပြောနေကြတယ်ဒီလိုအကြောင်းအရာတွေအပြင်အယုတ်ရဲ့အဖြစ်လို့ပြောဆိုနေရတာဟာဒီအယုတ်နဲ့ပတ်သက်ပြီးထူးခြားတဲ့ဖြစ်စဉ်ရှိနေလို့ပါပဲ ဒါဆိုရင်လာဘူးဘူးအယုတ်တွေကိုဖန်သီးသူကဘာတူလဲ။ဘာကြောင့်ဘလို့ဒီယုတ်တွေဟာနာမည်တီးလာရတာလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ Fans adore them for their distinctive and whimsical appearance and they are based on Nordic folklore specifically elves. လာဘူးဘူးယုတ်ဟာခေဆန်လန်းဆိုတဲ့ဟောင်ကောင်ဘွားအနုပညာရှင်တို့ရဲ့အယူမှုပုံစံများတသက်တာဖြစ်ပါတယ်။ သူဟာခလေးဘွားအများစုကိုနေသားလမ်းမှာကုံဆုံးပြီးနော်တင်နတ်သမီးပုံပြင်နေအထူးတဖြင့်အမောင်နဲ့အလင်းဘက်ခြမ်းခွဲခြားထားတဲ့အော့ပတီနဲ့ဆွဲလန်းခဲ့ပါတယ်။ 2015ခုနှစ်မှာလရှာသူ့ရဲ့ပုံတွေကိုဒီမွန်စတာလို့ခေါ်တဲ့စိတ်ကူးရင်ဇလန်တွဲတွေထဲကဇက်ကောင်များစွာထဲကတစ်ခုဖြစ်တဲ့လာဘူဘူးကိုဖန်တီးခဲ့ပါတယ်။လာဘူဘူးဇက်ကောင်တွေဟာတကယ်တော့ကုညီလိုစိတ်ပြင်းပြတဲ့ကျင်နာတတ်တဲ့တတော်အားလို့ဖော်ပြထားပါတယ်။ကြည့်လိုက်ရင်တော့လာဘူဘူးဟာနှစ်သမီးပုံပြင်တွေကထွက်လာတဲ့ရွှေမြူးနေတဲ့ထူးခြားစမ်းပြားတဲ့အော့ဖ်ယုတ်လေးတွေလိုလောင်ပြောလို့ရပါတယ်။ ကျေပြန့်တဲ့အပြုံ ချုံများတွေတွားရီနဲ့အမွေးပွပွလေးဆိုတော့တချို့ရဲ့အမြင်မှာချစ်စရာကောင်းနေတတ်ပါတယ်။လာဘူးဘူးဟာ2019ခုနှစ်မှာဘေကျင်းအခြေစိုက်ပေါ်မတ်ကုမ္ပဏီနဲ့ပူးပေါင်းပြီးလီလီမြန်မြန်နဲ့လူသိများလာပါတယ်။ဒီကုမ္ပဏီဟာဘလိုင်းပေါက်ထုတ်ပုံမှုတွေနဲ့နာမည်အတော်လေးကြီးပါတယ်။ ဖွန်ပန်းနဲ့လာဘူးဘူးတို့သဘောတူညီမှုရခဲ့တာဟာကုမ္ပဏီကိုအများကြီးပြောင်းလဲစေခဲ့ပါတယ်။မိဘဖွဲ့ပြီးမကြခင်မှာပဲလာဘူးဘူးမီနီစီရီယယ်ပေါ့9500ဟာဖွန်ပန်းရဲ့ online shop မှာ6စက္ကန့်အတွင်းရောင်းကုန်သွားခဲ့ပါတယ်။ဒီ blind box ဟာစီးပွားရေးလုပ်ငန်းတွေမှာ customer တွေကိုစိတ်လုံရှားစေနိုင်တဲ့အလိုရိုးရှိတဲ့နီလန်ကောင်တစ်ခုပါ။အပြင်ဘက်ထုတ်ပေါ်မှုမှာဘေလာဘူးဘူးတွေကိုရနိုင်နေဆိုတာကိုမြင်ရပြီးဘေတခုရနိုင်မလဲဆိုတဲ့လာဘူးဘူးအယုတ်ပုံ၆ပုံနဲ့ပြောပြထားပါတယ်။အဲ့ဒီထဲကမှ customer ကခံမှန်းပြီးကိုလိုချင် င်းနဲ့အယုတ်လေးပေါက်ပါစေလို့ကန့်ဆန်းရတဲ့နီလန်းဖြစ်ပါတယ်။ကိုလိုချင်တဲ့အယုတ်ကိုရဖို့အခွင့်အရေးက82ပုံတစ်ပုံပဲရှိပါတယ်။ ီရချက်ကလူငယ်မျိုးဆက်တွေဆွဆောင်းမှုပိုလုံလာစေတဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်စစ်တမ်းတစ်ခုအရာပြင်းပြအရွယ်ရောက်ပြီးတဲ့လူငယ်တို့ဟာသူတို့နှစ်သက်တဲ့အရာကိုခိုးလက်လုပ်ဖို့အတွက်တနစ်ကိုဒေါ်လာ2000နီးပါးသုံးဆွဲနေတယ်လို့ဆိုပါတယ်ဖော်မတ်ဟာလူတွေသူတို့ရဲ့ blind box ကိုပို့ပြီးဆွဲလန်းအောင် ပော့လန်လို့ခေါ်တဲ့ကစားကွင်းနေအော်မန်တက် reality နဲ့ဆွဲမှတ်ဖွဲ့တွေ့ကြုံတွေလည်းပေးဆွမ်းနိုင်တဲ့ထင်းပတ်တွေလည်းဖွင့်လှစ်ခဲ့ပါတယ်ပြီးတော့ social မှာဓာတ်ပုံတင်ဖို့ဗီဒီယိုတင်ဖို့အတွက်နေရာတွေလည်းအများကြီးရှိတာကြောင့်လာဘူးဘူးကိုအခုလိုနာမည်ကျ ော်စေဖို့ကူညီပေးခဲ့ပါတယ်။လာဘူဘူရုပ်ကိုနောက်ထပ်နာမည်ကြီးစေတဲ့ဈေးကွက်ရှာဖွေရေးနီလန်တခုကတော့နာမည်ကျော်တဦးကိုငွေပေးပြီးကြော်ညာခိုင်းတာပါပဲ။ I'm such a nerd. I, I can see you guys faces like what are you just talking about? ကမ္ဘာတော်ကြားဆုံးခေပေါ်ကျဲပွင့်တူဖြစ်တဲ့လီဆာဟာလာဘူဘူးကိုချစ်ကြောင်းဝန်ခံလိုက်ပြီးနောက်ကမ္ဘာကြီးတစ်ခုလုံးယူသွတ်သွားခဲ့တယ်။ 2024ခုနှစ်နိုဝင်ဘာလမှာသူမလက်ထဲကင်ထားတဲ့လာဘူဘူးအယုတ်ကြီးတွေကအာယုံစိုက်ခံရမှုအများဆုံးရခဲ့ပါတယ်။လီဆာရဲ့လာဘူဘူးကိုချစ်ကြောင်ထောက်ခံမှုရပြီးနောက်မှာဖမတ်ရဲ့ရှယ်ယာဈေးဟာတစ်နှစ်အတွင်း600%ပါတိုးလာခဲ့တယ်။ ဒလူနဲ့ကြောက်စရာကောင်းတဲ့ပုံစံနဲ့နားလေရခဲ့တဲ့ဆွဲဆောင်မှုရှိတဲ့အယုတ်ကလေးဟာကဘာတဝမ်းမှာအချမ်းသာဆုံးနာမည်ကျော်ရီရဲ့နှလုံးသားထဲရောက်သွားခဲ့ပါတယ်။ရာဘော့ဆနာစီနဲ့ဂျော်လီယာတို့ဟာသူတို့ရဲ့အိတ်တွေမှာချိတ်ဆွဲထားပြီးဘောလုံးကန်တွင်ဒေးဗစ်ဘက်ခမ်းနောက်မှာသူ့သမီးစီကရခဲ့တဲ့ရှားပါလာဘူးဘူးအယုတ်ကိုပုံတင်ခဲ့ပါတယ်။ဒီနာမည်ကျော်ရီရဲ့ကြော်ညာရီနဲ့အတူလာပူပူရဲ့လက်ရှိခြေနေဟာဆွဲလန်းစရာအခြေအနေတစ်ခုကိုဖြစ်စေပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာအကောင်းဆုံးအချက်တစ်ခုကိုပြောရရင်လေလံပွဲမှာရောင်းချခဲ့တဲ့ဈေးအကြီးဆုံးလာဘူးဘူးအယုတ်ဟာခက်မှန်းချေအားဖြင့်ဒေါ်လာ1000ခွဲကျော်တန်မှုရှိပါတယ်။အဲ့ဒီအယုတ်ဟာ၄ဒရမ3ဘီ131စင်တီမီတာအမြင့်ရှိပြီးဒီထူးဆန်းတဲ့ဖလက်ထွိုင်းအဖြစ်စံချေရောင်းချမှုတစ်ခုလို့တော့သတ်မှတ်ကြပါတယ်။ဒီအယုတ်ရဲ့နာမည်ကြီးစေတဲ့နောက်ထပ်အကြောင်းအရာကတော့ ဒီရုပ်မှာနတ်ဆိုးဝင်နေရဲဆိုတဲ့အချက်ပါပဲခြုံထက်တဲ့သွားတွေစိတ်မသက်မသာဖြစ်စေတဲ့အပြုံးတွေမြုပ်ခုံမွေးတွေနဲ့အမွေးနှုတွေကအချို့မြင်သူတိုင်းကိုအနေနဲ့အများကြောက်ရွံ့မှုကိုခံစားစေရပါတယ်ဒါအပြင်လာပူပူနဲ့ပတ်သက်တဲ့ထူးဆန်းတဲ့ဇက်လန်းတွေနဲ့ကျောင်းမက်ဖွယ်အကောင်းဆုံးတွေပါအွန်လိုင်းမှာပြန့်နှံ့လာပါတယ် 2023ခုနှစ်လောက်မှာအချို့သောအွန်လိုင်းသုံးပြသူတွေဟာလာဘူးဘူးကိုမဆော့ဖွက်သေးမီရတန်နိုင်တဲ့ကဖော်စူးစူးလို့ရှီဟောင်းနှက်ဆိုးတွေနဲ့ထိတ်လန့်စရာကောင်းနေဆိုပြီးနိုင်ရှင်မှုတွေစတင်ခဲ့ကြပါတယ်2025ခုနှစ်ရောက်တော့ဆိုရှယ်မီဒီယာမှာဓာတ်ပုံတွေဇက်လန်းတွေနဲ့တတိပေးချက်တွေနဲ့အတူလာဘူဘူးရုပ်ကြောင်းဟာပောက်ကွဲသွားပါတော့တယ်။ဒမွန်ဒေါ်လို့ခေါ်တဲ့ hashtag တွေခေတ်စားလာပါတယ်။အချို့ကလာဘူဘူးဝယ်ပြီးနောက်အိမ်မက်ဆိုးတွေမှတ်တာကန်ဆိုးတာတွေဖြစ်တယ်လို့ပြောလာကြတယ်။ စိုးရိမ်တတ်တဲ့တချို့မိပါဆိုရင်ဒါကိုတတိထားမိလာပြီးဒီထူးဆန်းတဲ့အယုတ်ကလေးဟာကြောက်စရာကောင်းတဲ့လေးဝဲချက်တွေကိုဖုံးကွယ်ထားတာလားလို့စတင်မေးမြန်းလာပါတယ်။တချို့ YouTube channel တွေမှာဆိုရင်နှက်စိုးဝင်နေတဲ့ဒီလာဘူဘူးရုပ်ကိုရခဲ့ရင်အိမ်ကိုမယူကြဖို့ယူမိခဲ့ရင်အိမ်မှာကန့်စုံမိုးမောင်ကြပြီးဒုက္ခရောက်မှာဆိုးတဲ့အတွက်မိရှုဖြစ်စီတင်နေဆိုပြီးအကြံပေးချက်တွေတောင်ထွက်ပေါ်လာခဲ့ပါတယ်။ခါစေလန်းကလည်းမကြတိခင်အချိန်ကပဲဒီကောလာဟာလာတွေကိုဖြည့်ရှင်းခဲ့ရပါတယ်။ လာဘူးဘူးဟာဘယ်တော့မှကြောက်စရာကောင်းဖို့ရည်ရွယ်ဖန်တီးခဲ့တာမဟုတ်ပဲအမင်းကူညီခြင်းနဲ့ကျင်နာတတ်တဲ့ဇက်ကောင်တစ်ခုအနေနဲ့သာဖန်တီးခဲ့ကြောင်းရှင်းပြခဲ့ပါတယ်ဒီဒီဇိုင်းဟာဒဏ္ဍာရီပုံပြင်နေနဲ့ခလီးဘွားစိတ်ကူးစိတ်တန်းတွေကနေစိတ်ကူးညံရယူခဲ့တာဖြစ်ပြီးနတ်ဆိုးဆိုင်ရာအယူဆတွေကနေမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်ကျန်းကျင်သူတွေကလည်းဒီကောလာဟာလာကိုပယ်ထားခဲ့ပြီးအယုံမှမျက်လုံးကြီးတွေနဲ့တွားချွနေပါယုံနဲ့စိုးတန်းတယ်လို့ဆိုလိုလို့မရကြောင်းထောက်ပြခဲ့ကြပါရဲ့ ်လာဘူးဘူးရဲ့နှက်ဆိုးစက်မြင့်နဲ့ပတ်သက်တဲ့အင်တာနက်ဆွဆွဲချက်တွေဟာလည်းတတိယအထောက်ထားပြီးပြီးပြင်ပြင်မရှိခဲ့ပါဘူးတကယ်တမ်းတော့လာဘူးဘူးဟာဖန်တီးမှုနဲ့ထူးခြားဆန်းပြတဲ့စွဲဆောင်မှုရဲ့တင်ကြေတာတစ်ခုတတ်တာလောက်တာဖြစ်တော်မူသူရဲ့လူကြိုက်များမှုဟာကြောက်ရွံ့မှုမှာအမြင့်တွယ်နေတာမဟုတ်ပဲဝယ်ယူဆုဆောင်သူရဲ့ပျော်ရွှင်မှုကစားခြင်းနဲ့ကိုကိုကိုဖော်ပြခြင်းမှာမူတည်နေပါတယ် ခဲ့ဒါဆိုရင်တက္ကပါလုံးကိုယူတွတ်သွားစေခဲ့တဲ့လာဘူဘူးရုပ်ကြောင်းကိုတရှိသွားပြီလို့ထင်ပါတယ်။လာဘူဘူးနဲ့ပတ်သက်ပြီးပရိတ်သတ်တို့ရဲ့အမတ်ရတွေကိုလည်းခွန်မန်းမှရေးခဲ့ဖို့ဖိတ်ခေါ်ပြစေ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုနိုင်ဖို့ channel လေးကို like subscribe လုပ်ထားဖို့မေးပါနဲ့နော်။နောက်ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နော်။